တော့ဖရားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ကတွားကြပါဆိုဒီကနေ့ကျွန်တော်ရွေးချယ်ထားတဲ့ဖရားရဲ့နှုတ်ကပတ်တော်ကတော့တမာတရားအမှန်နဲ့အမှားတမာတရားအမှန်နဲ့အမှားဆိုတဲ့ကောင်းစဉ်အဖြစ်ကျွန်တော်ဒီကနေ့ဖရားရဲ့နှုတ်ကပတ်တော်ကိုဝင်ငှချင်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရွေးချယ်ထားတဲ့ဂျမ်ပိုက်ကတော့ရှင်ယောဟန်ဩဝါဒစာပထမဆုံးအခန်းကြီး၄အပိုက်ငယ်၁ကနေ၆ဖြစ်ပါမယ် ဆိုတော့ကျွန်တော်ပြရဲ့နှုတ်ကပတ်တော်ကို ကြည်ရအောင်ချစ်သူတို့ခတ်သိမ်းသော စိတ်ဝိညာဉ်တို့ကိုမယုံကြနဲ့စိတ်ဝိညာဉ်တို့သည်ဖျားသခင်နှင့်ဆက်ဆိုင်သည်မဆက်ဆိုင်သည်ကိုစုံစမ်းကြတော့အကြောင်းမူကားမိစ္ဆာပရောဖက်အများတို့သည်ဤလောကသို့တွားကြပြီး အပိုင်ငယ်နှင့်မှာဖျားသခင်ဝိညာဉ်တော်ကိုအဘယ်သို့တည်နိုင်မည်နည်းဟုမူကား လူဇာတိအဖြစ်ကြွလာတော်မူသောယေရှုခရစ်ကိုဝင့်ခံသောဝိညာဉ်မိဒီကဖိယသခင်နှင့်ဆက်ဆိုင်၏အပိုင်ငယ်သုံးလူဇာတိအဖြစ်ကြွတော်မူသောယေရှုခရစ်ကို ဝင့်မခံသောဝိညာဉ်မိဒီကဖိယသခင်နှင့်မဆက်ဆိုင် ထို့သောသောဝိညာဉ်ကသင်တို့သည်ကြားခဲ့ပြီးသည့်အတိုင်းဤလောကသို့လာမည်ဖြစ်၍ယခုပင်လာလျက်ရှိသောအန်တီခရစ်ဖြစ်၏အပိုင်ငယ်လေးချစ်သားတို့သင်တို့သည်ဖိယသခင်နှင့်ဆက်ဆိုင်ကြ၏ ထိုသူတို့ကိုလည်းအောင်ကြပြီးအကြောင်းမူကားတင်တို့ဖက်၌ရှိသောသူသည် လောကဖက်၌ရှိသောသူထက်စာ၏တာ၍ကြီးမြတ်တော်မူ၏ပိုင်ငယ်ကထိုသူတို့သည် လောကနှင့်ဆက်ဆိုင်သောကြောင့်လောကီအကြောင်းအရာကိုပြောတတ်ကြ၏လောကီသားတို့သည်လည်းသူတို့စကားကို နားထောင်တတ်ကြ၏အပိုင်ငယ်၆ငါတို့မူကားဖျားသခင်နှင့်ဆက်ဆိုင်ကြ၏ဖျားသခင်ကိုတည်တော်သူငါတို့စကားကိုနားထောင်တတ်၏ ဖျားသခင်နဲ့မဆက်ဆိုင်သောသူသည်ငါတို့စကားကို နားမထောင်နာထိုအရာကိုငါတို့သည်ထောက်၍တမောဝိညာဉ်ကို၎င်းမိစ္ဆာဝိညာဉ်ကို၎င်းတည်ရကြ၏ဖတ်သွားတဲ့နှုတ်ဘတ်တော်ရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေဆိုတော့ကျွန်တော်တို့ဖျားရဲ့နှုတ်ဘတ်တော်ကိုဒီအထက်မှာကျွန်တော်ကြည့်တဲ့အခါမှာဒီရှင်ယောဟန်ဩဝါဒစာပထမအဆောင်ကိုကျွန်တော်လေ့လာလိုက်လို့ရှင်ဘာလဲဆိုမိစ္ဆာဒိဋ္ဌိဆရာတွေက တမတရားကို90ရာခိုင်နှုန်းဆွဲကင်ပြီးသူတို့ရဲ့ဦးနှောက်တိတက်တဲ့နော်သူတို့တက်ကျွမ်းတဲ့ပညာတွေနဲ့ပေါင်းစပ်ပြီးခါမှဖရားရဲ့နှုတ်ကပတ်တော်ကိုမိမိလိုရာကိုသူတို့ကဆွဲပြီးခါမှဟောပြောနော်တွင်တင်မားတဲ့အရာတွေကိုတွင်တင်ပေးတဲ့အချိန်မှာရှင်ယောဟန်ကဒီဟာဒီဟာလွဲမှားတဲ့တမတရားတွေဖြစ်တယ်ဆိုပြီးခါမှပြောပြပေးထားတဲ့ရှင်ယောဟန်ဩဝါဒစာပဲဖြစ်ပါတယ်အဲ့တော့ရှင်ယောဟန်ဩဝါဒစာဆောင်အပန်းအခန်းဒီ ဩဝါဒစာပထမဆောင်ဒုတိယဆောင်တတိယဆောင်သုံးဆောင်စလုံးကိုကြည့်ပါဒီအကြောင်းအရာတွေကိုပဲထပ်တလဲလဲနဲ့ပြန်မိခါမှယုံကြည်သူတွေအသက်တာတမာတရားလွဲမှားတဲ့နေရာကနဲ့ဘေဟာကအမှန်တရားဖြစ်တဲ့ဘေဟာကအမှားတွေဖြစ်တဲ့စစ်မှန်တဲ့တမာတရားတွေကိုကောင်းမွန်စွာဖြင့်သုံးဆောင်တတ်တဲ့ယုံကြည်သူတွေဖြစ်ဖို့အတွက်ကိုဒီမှာရှင်ယောဟန်ကခွန်အားပေးထားတာကျွန်တော်တွေ့လို့ရပါတယ်။ဒါကြောင့်မဲ့ကျွန်တော်ဒီကနေ့မှာ ကျွန်တော်ခေတ်ကာလကိုပြန်ကြည့်တဲ့အခါမှာလွယ်မားစွာတမာတရားတွေကိုဟောပြောတဲ့အရာဒီကနေ့မှအရင်မဲများပြားပါတယ် စစ်မှတ်တဲ့တမာတရားတွေကိုကျွန်တော်တို့ကနားလည်နိုင်ဖို့ဘယ်အရာက အမှန်တရားဖြစ်တယ်လဲဘယ်အရာကမှန်ကန်တဲ့တမာတရားဖြစ်တယ်လဲဘယ်ဟာကမာယွင်းနေတဲ့တမာတရားတွေကိုတို့ဟောပြောတွင်တင်တဲ့အရာတွေဖြစ်တယ်လဲဆိုတာကိုကျွန်တော်အထူးတကွာလေ့လာကြမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ခန်းကြီး၄အပိုင်ငယ်၁ကနေ၆ထိကျွန်တော် ကြည့်အောင်ဆိုတော့အခန်းကြီး၄အပိုင်ငယ်၁ကနေ၃ကိုကျွန်တော်ကြည့်လိုက်လို့ရှိရင်ဘာတွေ့လို့ရတယ်ဆိုရင်ယုံကြည်သူတွေဟာကြားရတဲ့ဘုရားရဲ့နှုတ်ကပတ်တော်ကိုတေချာစွာစစ်ဆေးရမယ်ဆိုပြီး ခါမှာရှင်ယောဟန်ကိုယ်တိုင်ကဒီမှာယုံကြည်သူတွေကိုခွန်အားပေးထားပါတယ်ကျွန်တော်နေတိုင်းကြားနေတဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ဟာကျွန်တော်တို့ကြားနေရတဲ့နှုတ်ကပတ်တော်တွေဟောပြောတဲ့လူတွေရဲ့နော်တွင်တင်ပေးတဲ့အရာတွေကိုကျွန်တော်တို့ကတေချာစွာစစ်ဆေးပြီးမှသာလင်ဒါဟာမှန်ကန်တဲ့တမာတရားလားဒါဟာမှားယွင်းနေတဲ့တမာတရားလားဆိုတာကိုတေချာစွာဖြင့်ကျွန်တော်တို့ကစမ်းစစ်တော်သူတွေဖြစ်ရမယ်ဆိုပြီးခါမှဖော်ပြပေးထားပါတယ် ဘာဖြစ်လို့လဲဆိုရင်ねဟောပြောသူမြတ်ဟာဝိညာဉ်တော်ရဲ့နှိုးဆော်ချက်တီးဆိုပြီးသူတို့ကပြောပါတယ်တန်ရှင်းတော့ဝိညာဉ်တော်ဘုရားရဲ့ဖွင့်ပြချက်ဆိုပြီးခါမှာသူတို့ကပြောပေမဲ့လည်းပဲခရစ်တော်ကိုလူသားဖြစ်တယ်ဆိုတာကိုတရားမှာတရားညင်းပယ်တတ်တဲ့သူရှိပါတယ်ဒါဘုရားရဲ့ဝိညာဉ်တော်ကဖွင့်ပြတဲ့ဝိညာဉ်တော်ကဖွင့်ပြတယ်ဆိုပြီးသူတို့ပြောတဲ့တမန်တရားဟာ ခရစ်တော်နဲ့စန့်ကျင်ဘက်ဖြစ်တဲ့တမာတရားတွေဖြစ်လို့ရှိရင်ဒါဟာဘာဖြစ်လဲ Antichrist လွဲမှားနေသောသူနေချက်တွေဖြစ်တယ်။ဒါကြောင့်ယုံကြည်သူများဒီကနေ့မှစစ်မှန်တဲ့တမာတရားတွေကိုကျွန်တော်ကတရိထားပြီးခါမှနားထောင်တတ်သောသူများနော်ခံယူတတ်သောသူများဖြစ်ဖို့သိပြီးခါမှယေကြည်ပါတယ်။အဲ့ဒါကြောင့်ဒီကိစ္စမှာမိစ္ဆာဒိဋ္ဌိအဖြစ်လွဲမှားစွာတုန်သင်ပေးတဲ့လူတွေကတောင်းတဲ့တိမ့်တဲ့ခြေပိခါမှာရှိနေပါပဲ ဒါပေမဲ့သူတို့တမာတရားကိုတော့ဆွေးကြိုင်နေဒါပေမဲ့သူတို့စစ်မှန်တဲ့တမာတရားရဲ့ဆိုလိုရင်းကိုသူတို့ကဟောပြောမှုမရှိတဲ့အခါမှာကျွန်တော်တို့ကနားထောင်ပြီးလိုက်လျှောက်လို့ရှိရင်ကျွန်တော်တို့ကဖခင်ရဲ့အလိုတော်တိုင်းအသက်ရှင်တဲ့ဖခင်ရဲ့သားသမီးတွေနော်မဖြစ်နိုင်ပါဘူးအဲ့တော့ဖျားအလင်းနဲ့အမောင်ကအတူတကွမနေနိုင်တယ်လို့ဖျားလူနဲ့နော်မိတ် anti christ လို့ခေါ်တဲ့မိစ္ဆာဒိဋ္ဌိနဲ့အတူတကွအသက်ရှင်လို့မရဘူး အဲ့တော့ဒီကနေ့ဘုရားကိုချစ်တဲ့ဘုရားရဲ့တာသမီဒီဒီနေ့မှကျွန်တော်ကြားရတဲ့နှုတ်ကပတ်တော်ဟာတမန်တရားဟာမှန်ကန်သလားမမှန်ကန်ဘူးလားဆိုတော့နှုတ်ကပတ်တော်ကိုစိစိကြည့်ပြီးခါမှတတလုံးနဲ့ယုံကြည်သူများကဲ့သို့အသက်ရှင်ရမယ်ခေတ်ကာလကိုကျွန်တော်ကရောက်ရှိနေပါပြီ။ဒါကိုပဲရှင်ယောဟန်ကလည်းပြန်ပြီးခါမှမိမောင်းထိုးပေးထားတယ်ဆိုတာကိုကျွန်တော်ဒီနေ့မှခွန်အားပေးချင်ပါတယ်။စာတိတ်ကနဲ့တုံးမှုချင်းကျွန်တော်ဒီအရာတွေကိုပဲပေါ်ပြပေးထားချစ်သူတို့ခတ်သိမ်းသောစိတ်ဝိညာဉ်ကိုမယုံကြနဲ့ စိတ်ဝိညာဉ်တို့ဒီဖျားတခင်နဲ့ဆက်ဆိုင်ဒီမဆက်ဆိုင်ဒီကိုစုံစမ်းကြလောဒီနေ့ကြားရတဲ့တမာတရားကိုကျွန်တော်ကြားတဲ့အခါမှာမှန်ကန်သလားမမှန်ကန်ဘူးလားဆိုတာကိုတဲ့ကျွန်တော်တို့ကဘာလို့ရမလဲဆိုရင်စုံစမ်းရမယ်တဲ့ဘာအဖြစ်စုံစမ်းလဲဖျားရဲ့နှုတ်ကပတ်တော်အဖြစ်ကျွန်တော်ကစုံစမ်းရမယ်ဖရာရဲ့နှုတ်ကပတ်တော်ဆိုလိုရင်းကဘာလဲတန်ရှင်းသောဝိညာဉ်တော်ဖရာက ဒီကြမ်းချက်ကိုပေးထားလာရဲ့အနှစ်သာရကဘာဖြစ်တယ်လဲဆိုတာကိုယုံကြည်သူတွေကတေချာလေးကျွန်တော်တို့ကနားလေသဘောပေါက်တော့သူများဖြစ်ဖို့တိတ်ပြီးမှအရေးကြီးတယ်။တရားဟောဆရာဟောတဲ့အရာတိုင်းကိုအာမင်အာမင်နဲ့ထူးသောယုံကြည်သူများဖြစ်ဖို့ဖခင်သခင်ကအလိုတော်မရှိဘူး။ဖခင်သခင်အလိုတော်ရှိတဲ့အရာကဘာလဲဆိုတမန်တရားကိုမှန်မှန်ကန်ကန်နဲ့နားလေပြီးမှအတွင်းလူလို့ခေါ်တဲ့ နော်ဒီသာဝရအသက်ရှင်မဲ့အတွင်းလူကဖရာရဲ့အလိုတော်အတိုင်းအစီအမဲနဲ့တူးတက်ပြီးခမဖရာတဏ္ဍောအဖြစ်ကြီးထွားရင့်ကျက်တဲ့အတွင်းလူဝိညာဉ်လူဖြစ်ဖို့ဖရာရှင်ကအလိုတော်ရှိတာဖြစ်တဲ့ဒါကြောင့်မဲ့ရှင်ယောဟန်ကလည်းပေါ်ပြပေးထားတယ်ဝိညာဉ်တော်ကပေါ်ပြတယ်ပေါ်ပြတယ်လို့ပြောပြီးခမဒီသူတို့ဟောပြောထားတဲ့တမန်တရားဟာ ခရစ်တော်ကိုငင်းပယ်တော့တမာတရားဖြစ်မိလို့ရှင်ဒါဟာမိစ္ဆာဒိဋ္ဌိဖြစ်တယ်ဆိုပြီးခါမှဖော်ပြပေးထားတာကျွန်တော်တွေ့လို့ရတယ်အဲ့ဒါကြောင့်မေပိုင်ငယ်တဲ့မှာဖရာသခင်နဲ့ဆက်ဆိုင်ဒီမဆက်ဆိုင်ဒီကိုစုံစမ်းကြလို့တဲ့အပိုင်ငယ်နဲ့မှာဖရာသခင်၏ဝိညာဉ်တော်ကိုအဘယ်သို့တည်နိုင်မည်နည်းဟုမူကလူဇာတိအဖြစ်ကြွလာတော်မူသောယေရှုခရစ်ကိုဝန်ခံသောဝိညာဉ်တော်မိဒီကဖရာသခင်နဲ့ဆက်ဆိုင်၏တဲ့ ဲ့ကြောင့်တို့ခရစ်တော်အကြောင်းအရာကိုတမန်တော်ကိုကြားတဲ့အခါမှာတဲ့ခရစ်တော်ဟာတရားမှာတရားဖျားဖြစ်တဲ့တရားမှာတရားလူသားဖြစ်တဲ့ဆိုတဲ့အကြောင်းအရာကိုတကယ်ပဲဝိညာဉ်တော်ကဝန်ခံလို့ရှိရင်အဲ့တမန်တော်ဟာမှန်ကန်သောတမန်တော်ဖြစ်တယ်တဲ့အကြောင်းယုံကြည်သူများဒီကနေ့မှကျွန်တော်ကြားရတဲ့ရားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ကြားရတဲ့အခါတိုင်းမှာ ဒီအရာဟာတန်ရှင်းသောဝိညာဉ်တော်ကပေါ်ပြတယ်ဆိုရင်ခရစ်တော်ဟာလူသားတရားမှာတရားလူသားတရားမှာတရားဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကယုံကြည်လက်ခံတော်သူများဖြစ်ဖို့သိပြီးခမာရေးကြည့်တယ်။ဘာလို့ကျွန်တော်ထပ်တလဲလဲပြောရတယ်လဲဆိုဒီကနေ့မှာခရစ်တော်ကိုလူသားတရားမှာတရားဖြစ်တယ်ဆိုတော့ကိုငင်းပယ်ပြီးမှတုန်တင်တဲ့လူတွေတတော်များနေပြီ။တချို့သောယုံကြည်သူတွေကလည်းဘာဖြစ်တယ်လဲဆိုတော့ဒီအရာတွေကိုယုံကြည်နေပြီ။ ဒါကြောင့်ကျွန်တော်ဒီနေ့မှာပြောချင်တဲ့ရက်ကဝိညာဉ်တော်ကတကယ်ပေါ်ပြလို့ရှိရင်ခရစ်တော်ဟာတရားမှာတရားဖျားဖြစ်တယ်လို့တရားမှာတရားလူသားဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်ကယုံကြည်လက်ခံတော်သူမှန်တမျကနှုတ်ကပတ်တော်ရဲ့အလိုတော်အတိုင်းတန်ရှင်သောဝိညာဉ်တော်ရဲ့ပေါ်ပြတဲ့အတိုင်းကျွန်တော်ကယုံကြည်လက်ခံတော်သူတွေဖြစ်တယ်ဖျားရဲ့စစ်မှန်တဲ့တာသမီတွေဖြစ်တယ်ဆိုတာကိုထပ်လောင်းပြီးကျွန်တော်ပြောချင်ပါတယ်အပိုင်ငယ်သုံးပါ လူစားတီအဖြစ်ကြွလာတော်မူသောယေရှုကိုမဝင်ခံသောဝိညာဉ်မိဒီကဖျားသခင်နဲ့မဆက်ဆိုင် anti christ ဝိညာဉ်ဖြစ်၏လို့ဒီမှာပုံပုံလေးလေးရှင်ယောဟန်ကဖော်ပြပေးထားတယ်။အပိုင်းငယ်နှစ်မှာတော့ဝိညာဉ်တော်မှန်ရင်းနဲ့ခရစ်တော်ကိုတရားမှာတရားလူသားတရားမှာတရားဖျားဖြစ်တယ်ဆိုတော့ယုံကြည်လက်ခံရမယ်။ဒါပေမဲ့ anti christ ဖြစ်သူနဲ့လုံးဝဆန့်ကျင်ဖက်ယေရှုကို လူဇာတိအဖြစ်နော်ကြွလာတယ်ဆိုတာကိုမဝင်ခံသောဝိညာဉ်မိဒီကဖျားသခင်နဲ့မဆက်ဆိုင်သူတို့ကအန်တီခရစ်ဖြစ်တယ်ဆိုပြီးခါမှာဖော်ပြပေးထားတာဖြစ်တယ်ဒါကြောင့်ဖျားရဲ့ နှုတ်ကပတ်တော်ကိုကြားနာတဲ့ဖရားကိုချစ်တဲ့ဖရားရဲ့ဒါရမီတွေဒီနေ့ကျွန်တော်ကြားရတဲ့ဖရားရဲ့နှုတ်ကပတ်တော်ဟာကျွန်တော်တေချာလေးမှန်တဲ့သူနင်ချက်လားမှားတဲ့သူနင်ချက်လားဆိုတာကိုကျွန်တော်ဝိညာဉ်အတွက်ကျွန်တော်တို့ကနားထောင်တတ်သောနားရှိသောသူများဖြစ်ဖို့သိပြီးခမအရေးကြီးပါတယ်ကြကြောင်မဲ့ရှင်ရောဟာလည်းကျွန်တော်တို့ကိုတရီပေးထားတယ်လို့ဒီကနေ့မှာဖရားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်လေ့လာခြင်းအပြင်လည်းကျွန်တော်ဒီကနေ့ပြန်ပြီးခါမှခွန်အားပေးချင်ပါတယ် နော်ဖရားရဲ့နှုတ်ကပတ်တော်ကိုမှန်ကန်စွာဖြင့်ပိုင်းခြားတတ်တဲ့ယုံကြည်သူများဖြစ်ကြရအောင်လို့ထပ်လောင်းပြီးခမကျွန်တော်ခွန်အားပေးချင်ပါတယ်။နောက်ပြီးမှအပိုင်ငယ်၄ကိုကျွန်တော်ဆက်လက်ပြီးမှကြည့်ရအောင်။အပိုင်ငယ်၄မှာဘယ်လိုဖော်ပြပေးထားတယ်လဲဆိုကျွန်တော်ကြည့်လိုက်ရင်ယုံကြည်သူတွေဟာတဲ့မိစ္ဆာဆရာများရဲ့တုန်တင်ချက်တွေကိုဘာလို့ဖို့လို့လဲကြောက်စရာ လုံးဝမလိုဘူးတဲ့။ မိစ္ဆာဆရာကြီးကနှီးမျိုးစုံနဲ့ကျွန်တော်တို့ကိုတုံ့နေပေးမဲ့စစ်မှန်တဲ့တမာတရားကိုတည်တော်သူတွေက anti christ တုံ့နေပေးတဲ့အရာတွေကိုကြောက်စရာလုံးဝမလိုဘူးဆိုပြီးခါမှဖော်ပြပေးထားတယ်။ဘာဖြစ်လို့လဲဖျားသခင်ကျိန်ဝတ်တော်သူတို့ဒီစာတန်ကျိန်ဝတ်တော်သူတို့ကိုဘာလဲလဲအောင်းနိုင်နေ။ထိုဖျားရှင်တာရဲ့ဘုံကြီးပါစေ။ ဒါကြောင့်မဲ့ဒီမှာပေါ်ပြပေးထားတယ်ဘာလို့မကြောက်ရဘူးလဲဖယားသခင်ကစာတမန်နတ်ကိုအောင်ပြီးသားဖြစ်တဲ့အတွက်ကြောင့်ဖယားနောက်လိုက်တဲ့ဖယားရဲ့ဒါသမီးဒီကစာတန်ကိုနိုင်ပြီးသားပဲဖြစ်တယ်ဆိုတာကိုအပိုက်ငယ်လေးမှာပေါ်ပြပေးထားတယ်ကျွန်တော်ဒီကနေဖတ်ပြစေချစ်သားတို့သင်တို့ဒီဖယားသခင်နဲ့ဆက်ဆိုင်ကြ၏ထိုသူတို့ကိုလည်းအောင်ကြပြီးအကြောင်းမူကား တင်တို့ဖက်၌ရှိတော်သူသည်လောကဖက်၌ရှိတော်သူထက်တာ၍ကြီးမြတ်တော်မူ၏ထိုပြရှင်တာ၍ဘုန်းကြီးပါစေလောကကိုအောင်တဲ့ဖျားကကျွန်တော်ဖက်မှာအတူပါရှိတဲ့အတွက်ကြောင့်ကျွန်တော်ဘယ်အရာကိုကြောက်ရမလဲဒါကြောင့်မစာလန်ဆက်ကြဖျားသခင်ကကျွန်တော်ဖက်မှာရှိဘယ်သူကိုငါကြောက်ရအောင်နေ အမြဲတမ်းတက်သေးခံတယ်လို့ဖရားကိုချစ်တဲ့ဖရားရဲ့တာသမီတွေအန်တီခရစ်ရဲ့တိုက်ခိုက်ခြင်းတွေကိုကျွန်တော်ကကြောက်เสียမလို့ဘူးသူရဲ့ချင်းချောက်တဲ့အရာတွေကိုကြောက်เสียမလို့ဘူးဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်ဆိုပြီးတမာတရားနဲ့လွဲမှားဆိုတာတုန်တင်တဲ့အရာတွေကိုကျွန်တော်ကြောက်เสียမလို့ဘာဖြစ်လို့လဲကျွန်တော်တို့ကိုးကွယ်တဲ့ဖရားဟာစัจ java လားတစ်ခုလုံးကိုဖန်ဆင်းတဲ့ဖရားကျွန်တော်တို့ကိုယ်တိုင်ကိုတော့မှဖန်ဆင်းတဲ့ဖရားကကျွန်တော်ဖက်မှရက်တီလို့ရှင် ဘာမှကြောက်စရာမလိုဘာဖြစ်လဲကျွန်တော်တို့ကလောကကိုအောင်နိုင်သောဖရားရဲ့တာသမီတွေဖြစ်တဲ့ဆိုတာကိုဝန်ခံရင်းနဲ့ကျွန်တော်တို့ကရှေ့ဆက်လက်ပြီးမှသွားတော်သူများဖြစ်ဖို့ဘုရားရှင်လိုတော်ရှိတာဖြစ်တယ်အဲ့တော့မယ်တင်တို့ဖက်၌ရှိတော်သူသည် လောကဖက်၌ရှိတော်သူထက်တာ၍ကြီးမြတ်တော်မူ၏ဆိုပြီးခါမဖော်ပြပေးထားတာကိုကျွန်တော်တွေ့လို့ရပါတယ်။အဲကြောင့်ဘုရားရဲ့ရုပ်ကပတ်တော်ကိုနားထောင်နေတဲ့ဘုရားရဲ့သားသမီးတွေကျွန်တော်တို့တွင်တင်ချက်မားတဲ့အရာတွေကို နော်မတူတင်မိတော်သူများဖြစ်ဖို့အတွက်လဲတမာတရားကိုမှန်မှန်ကန်ကန်နဲ့လေ့လာတော်သူများဖြစ်ဖို့လိုတဲ့တန်ရှင်သောဝိညာဉ်တော်ဖရာရဲ့ဖွင့်ပြတဲ့အတိုင်းကျွန်တော်ကဟောပြောတတ်တော်သူများဖြစ်ဖို့တိတ်ပြီးခါမှအရေးကြီးတယ်အဲ့တော့ဘုရားရဲ့နှုတ်ကပတ်တော်ကိုဟောပြောတော်သူများကျွန်တော်နှုတ်ကပတ်တော်ကိုကျွန်တော်ကလေ့လာတဲ့အခါမှာဘုရားရဲ့နှုတ်ကပတ်တော်ဟာဘုရားရဲ့စကားရဲ့အတန် နော်ရှိတယ်အဲ့အတန်လေးကိုနားထောင်ပြီးခမဖရားရဲ့အလိုတော်တိုင်ဟောပြောတုံတင်တတ်တော်ဖရားရဲ့သားသမီးတွေဖြစ်ကြရအောင်လို့တရားဟောဆရာတွေကိုလည်းထထောင်ပြီးမှကျွန်တော်ခွန်အားပေးချင်ပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်ရဲ့အသက်တာမှာဖရားသခင်ကိုနံပါတ်1နေရာမှာထားပြီးကြံတဲ့အရာတွေကိုကျွန်တော်တို့ကနော် ဖះရဲ့ဘုံတော့ထင်ရှားဖို့တပဲအတုံးပြူတော်သူများဖြစ်ကြရအောင်လို့ကျွန်တော်ထပ်လောင်းမိမှခွန်အားပေးချင်ပါတယ်။အပိုင်းငယ်9နဲ့6ကိုကျွန်တော်ကြည့်တဲ့အခါမှာလွဲမားတော်သူနင်ချက်များကိုတဲ့အမင်းနာထောင်တဲ့လူအချို့ရှိတယ်။လွဲမားတဲ့တမာတရားဒါဟာလွဲမားတယ်ဆိုပြီးခါမှာစစ်မှန်တဲ့တမာတရားကိုတည်တော်သူကပြောရဲ့ဒါနဲ့ကျွန်တော်တို့ကဒီအရာကိုမှန်ကန်တဲ့ထင်ပြီးလွဲမားတဲ့တုန်တင်ချက်တွေကိုအမင်းနာထောင်တဲ့လူရှိပါတယ်။ အဲ့လူတွေဟာတဲ့လောကီစိတ်ရှိတော်သူတီလောကီအတွေးခေါ်များကိုဒါနားထောင်တတ်ကြတယ်လို့ရှင်ယောဟန်ကဖော်ပြပေးထားတယ်။ဖယားတခင်လူတို့ဒီတမာတရားကိုပူ၍နားထောင်လို့ကြတယ်လို့ဖော်ပြပေးထားပါတယ်။ဘာဖြစ်လို့လဲကျွန်တော်တို့ဒီခန္ဓာကိုယ်ကြီးကတနေ့ကျရင်ဧကမုတ်ချဘယ်သွားရမလဲ။မြကြီးကိုပြန်သွားရမယ်။ဒါမဲ့ထာဝရအသက်ရှင်မဲ့ကျွန်တော်အတွင်းလူလို့ခေါ်တဲ့ဝိညာဉ်ကထာဝရအသက်ရှင်မဲ့ ဖြစ်တဲ့အတွက်ကြောင့်ဒီဝိညာဉ်လူကိုတမာတရားအားဖြင့်ကျွန်တော်တို့ကတနေ့ပြီးတနေ့ကြီးထွားသောသူများဖြစ်ဖို့အတွက်ကိုပြုပြင်တည်ဆောက်ရဖို့ခရစ်တော်ကကျွန်တော်ကိုတုံသင်ပေးခဲ့ပြီးသားဖြစ်တယ်။အဲ့တော့ကျွန်တော်ဝိညာဉ်ကိုလွဲမှားတဲ့အစားအစာတွေမကျွေးမိဖို့တိတ်ပြီးခမရေးကြည့်တယ်။ဒါကြောင့်မဲ့ခရစ်တော်ကဗာပြောတယ်လေတင်တို့ရဲ့ဇာတိကိုတတ်တော်သူတွေကိုမကြောက်နဲ့ဒါပေမဲ့တင်တို့ရဲ့အတွင်းဝိညာဉ်လူကိုတတ်တော်သူကို ကြောက်ပါဆိုပြီးမှခရစ်တော်ကိုယ်တိုင်ကကျွန်တော်တို့ရှင်မသက်ခရစ်ဝင်ကျမ်းထဲမှာဖော်ပြပေးထားပါတယ်။အဲကြောင့်ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေလွဲမှားပဲလို့ပြောတဲ့သူမင်းချက်ကိုအစဉ်အမြဲနားထောင်သောသူများမဟုတ်ပဲနဲ့မှန်ကန်တဲ့တမန်တရားကိုနော် အစင်းရဲ့နားထောင်ပြအတွင်းလူကိုပြုပြင်တိဆောက်တော်သူများဖြစ်ဖို့ဘုရားရှင်ကအလိုတော်ရှိတာဖြစ်တယ်။ဒီကနေ့မှာလူတိုင်းနားထောင်ခြင်းနဲ့တမန်တရားကသင်ဟာချမ်းသာမယ်၊သင်ဟာကြွယ်ဝမယ်၊သင်ဟာဒီလိုမျိုးဆိုအာမင်အာမင်နဲ့ကျွန်တော်ကထူးတယ်။ဒါပေမဲ့ဒီလိုလောကမှာရှိတဲ့ဘုရားပေးထားတဲ့ကောင်းချီးမင်္ဂလာကိုရရှိဖို့အတွက် ျွန်တော်ဘာလောက်ဆောင်ရမလဲတမာတရားကိုမှန်မှန်ကန်ကန်နဲ့လေ့လာပြီးမှဝိညာဉ်ပိုင်းမှာကြီးထွားရင့်ကျက်လာမှသာလျှင်ကျွန်တော်တို့ဝိညာဉ်ကြီးထွားရင့်ကျက်တဲ့အပေါ်မှာဘုရားရှင်ကသူ့ရဲ့ကောင်းကြီးမင်္ဂလာကိုပေးတာဖြစ်တယ်။ကျွန်တော်ဘုရားရှင်တရားဘုံကြီးပါစေ။ဘုရားရဲ့သားသမီးတွေကိုကြည့်ပါလက်ရှိမှာတက်ရှင်နေတဲ့ဖရာရဲ့သားသမီးတွေကြည့်တမာကျမ်းစာထဲမှာရှိတဲ့ဖရာရဲ့သားသမီးတွေကိုကြည့်ပါ blessing ပေါ်မှာဘယ်တော့ခမသူတို့ကရောင်ရက်တင်းတိမ်နေတော့သူတွေမဟုတ်ဘူးအဲ blessing တဲ့ blessing ကိုပြီးတော့သူကိုတာ၍တောင်းတတဲ့နှလုံးသားရှိတော့သူတွေဖြစ်တယ်ထို့ဖျားရှင်တာ၍ဘုန်းကြီးပါစေဒါကြောင့်မဖျားရှင်ကပြောတယ်ငါတမာတရားကိုနင်တို့နှလုံးသားထဲမှာထားပါရှင်မတဲ့633နိုင်ငံတော်နဲ့ဖြောက်မှချင်းကိုရှေးဦးစွာရှာပါနောက်မှထိုးအရာတွေကိုငါပြိမယ်အဲထိုးအရာဘာအတွက်လဲဖရာသခင်ရဲ့ဘုန်းတော်ထင်ရှားဖို့အတွက်ဖြစ်တယ် ။ယေရီကိုလောကမှာသူ့ရဲ့သားသမီးတွေတုံးဖို့အတွက်ကိုဘုရားကပေးထားတယ်။အဲ့တော့ဒီကလေးကျွန်တော်ကိုဟောပြောတဲ့တမန်တရားကဘာတဲ့လဲ။တိချာလေးဖတ်ကြည့်ပါ။လူအသက်ကိုပြုပြင်တယ်၊ပြင်ဆောက်ပေးတယ်။မားတဲ့နေရာကိုတွန်တင်ပေးတယ်။တမာတရားကိုအစီအမြဲမှန်ကန်စွာလေ့လာကိုကိုကိုအမြဲတမ်းပြုပြင်တိဆောက်ရပါတယ်။နာဝင်မင်းကြီးဘယ်တရှိပါမြေဖျားနဲ့မားတဲ့အခါမှာ ဘရိုဖက်ကလာတယ်ဒါဝိမင်းကြီးနေဒီမှာဒီမှာဒီမှာမားနေတယ်ဆိုပြောတယ်အဲယောနသန်ပရဖက်ကြီးကသူ့ကိုပြောတယ်နေဒီမြတ်မဒီမြတ်မဒီမြတ်မနေမားနေတယ်ပြောတဲ့အခါမှာဘယင်ဖြစ်ပေမဲ့လည်းပဲဖျားလူကသူ့ကိုပြောနော် correct လောက်လာတဲ့အခါမှာမပါလို့တလေဖျားရှင်ရှေ့မှာ နောက်နရတယ်ဆိုတာကိုကျွန်တော်ကတွေ့လို့ရတယ်ဒီကနေ့ကျွန်တော်တို့ဖရားရဲ့နှုတ်ကပတ်တော်ကိုဟောပြောတုန်တင်တဲ့အရာတွေကျွန်တော်တို့ကြားတဲ့အရာတွေကနေ့စဉ်နေ့တိုင်းမှာဖရားပိုင်းမှာတာ၍ရင့်ကျက်တော်သူတွေဖြစ်သလားဆိုတာကိုကိုကိုပြန်ပြီးခမဆင်ခြင်ကြည့်ပါစစ်မနဲ့တမာတရားဆိုတာကတနေ့ပြီးတနေ့ဖရားရဲ့ပုံတရာနဲ့ရင့်ကျက်တော်သူများဖြစ်ဖို့ဖရားရှင်ကလိုတော်ရှိတာဖြစ်တယ်။ဘယ်ကြည့်ကျွန်တော်တို့ကသွားမလဲ။တီတီတိုင်အောင် လောကမှာကျွန်တော်ကပူလောကမှာဧတေတွေဖြစ်တဲ့ပူထုစဉ်လူသားတွေကဧတေတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နောက်ဆုံးထွက်တဲ့အထိကျွန်တော်တို့ကကြင့်ကြံပြီးခရစ်တော်ရဲ့ first step ကိုခရစ်တော်ရဲ့ခြေရာကိုလိုက်တော့ဖခင်ရဲ့သားသမီးတွေဖြစ်ဖို့ဖခင်ရှင်ကအလိုတော်ရှိတာဖြစ်တယ်။ဒါကြောင့်မဲကျွန်တော်လွယ်မှားတဲ့နှုတ်ကပတ်တော်ကို ိရင်ကျွန်တော်ကရှောင်ရှားတတ်ပြီးခါမှနော်ကျွန်တော်တို့ကတမာတရားမှအစဉ်အမြဲကြီးထွားရင့်ကျက်တော်သူများဖြစ်ဖို့ဖះရှင်ကအလိုတော်ရှိတာဖြစ်တယ်ဒါကြောင့်ဒီတိုင်းကျွန်တော်တို့ကြားရတဲ့ဖះရဲ့နှုတ်ကပတ်တော်ဟာမှန်ကန်တယ်လားမာယွန်းတယ်လားဆိုယုံကြည်သူများကျွန်တော်နေ့စဉ်နေ့တိုင်း check up လုပ်ဖို့တိတ်ပြီးခါမှအရေးကြီးပါတယ်နှုတ်ကပတ်တော်လို့ပြောရင်းမှမှန်ကန်တယ်လို့မဖြစ်စေချင်ဘူး တတလုံးနဲ့ယုံကြည်သူတွေကဲ့သို့မှန်ကန်တလားဒီအရာကမာယွန်းတလားဆိုတာကိုမိမိရဲ့အသက်တာမှာအစင်အမြဲကျွန်တော်တို့ကဘာလို့ရမလဲဆိုစမ်းစစ်ရမယ်ဘာဖြစ်လို့လဲတိတ်အရေးကြီးတယ်ကျွန်တော်ခရီးယန်ဆိုတာကဘာသာတရားယုံကြည်သူဆိုတာကဖရားရဲ့တားသမီးလောကမှာကျွန်တော်ကထာဝရအသက်ရှင်မှာမဟုတ်ဘူးကောင်းကင်နိုင်ငံမှာထာဝရအသက်ရှင်မဲ့လူတွေဖြစ်တယ် ဒါကြောင့်တိတ်ပြီးမှအရေးကြီးတယ်အတင်းလူကတိတ်ပြီးခမအရေးကြီးပါတယ်ဖျားကိုချစ်တဲ့ဖျားရဲ့တာသမီဒီခန္ဓာကိုယ်ချက်တနေ့ချက်ပျက်စီးလိမ့်မယ်ဒါပေမဲ့ပျက်စီးမဲ့အတွင်းလူကမှန်ကန်တဲ့တမာတရားကိုစားတော့ဖို့ကိုးကြားတဲ့တမာတရားဟာမှန်ကန်သလားမှားရင်းနေသလားဆိုတာကိုကျွန်တော်ကတရိထားပြီးခမနေ့စဉ်နေတိုင်းနောက်ဆုံးသောကာလမှာကျွန်တော်နေတဲ့အတွက်ကြောင့်စင်ချိန်ဖို့တိတ်ပြီးခမရေးကြည့်တယ်အာမင်ကိုမြန်မြန်ဆန်ဆန်နဲ့ထူးတတ်တော်သူများမဟုတ်ပဲနဲ့ တမတရားကိုတည်းအစင်အမြဲဆွဲကင်ပြီးမှမှန်ကန်တလားဆိုတာကိုအမြဲတမ်း check up လုပ်ပြီးခါမှအာမင်ထူးတဲ့ယုံကြည်သူများဖြစ်ဖို့သိပြီးခါမှရေးကြည့်ပါတယ်။ဒါကြောင့်မဲ့ခရစ်တော်ကပြောတယ်ငါ့ကိုတခင်တခင်တခင်လို့ငါ့ကိုခေါ်ပေမယ်။ကောင်းကင်နိုင်ငံကိုနေလို့လာတဲ့အခါမှာငါမတည်ဘူးလို့ငါပြောတဲ့ချိန်ရောက်မယ်။ကိုယ်ရဲ့နမိတ်လေကိုတော့ရဲ့နာမအဖြစ်နမိတ်လက္ခဏာတွေငါတို့လောက်တာပဲကိုတော့ဘာဖြစ်လို့လဲလို့ပြောတဲ့အခါတင်တော့ကိုငါမတည်ဘူးလို့ပြောတဲ့အခါတွေရောက်လိမ့်မယ်ဘာဖြစ်လို့လဲ ကျွန်တော်တို့ဟောပြောတဲ့အရာတွေကဖရားရဲ့ဘုံတော်ကိုထင်ရှားစေသလားလောကစည်းစိမ်ရဲ့ blessing တွေကကျွန်တော်တို့ focus တော့သူတွေဖြစ်သလားတေချာလေးစမ်းစစ်ကြည့်ပါဖရားသခင်အလိုတော်ရှိတဲ့တမန်တော်ဆိုတာက ကျွန်တော်တို့အတွင်းလူကတနေပြီးတနေဖရာသခင်နဲ့နီးနီးကပ်ကပ်နေပြီးကျွန်တော်တို့အသက်ရှင်ရခြင်းကတနေပြီးတနေဖရာရဲ့ပုံတရားနဲ့တူပြီးသူတပားကိုကောင်းချီးပေးသောယုံကြည်သူများဖြစ်ဖို့ဘုရားရှင်ကအလိုတော်ရှိတာဖြစ်တယ်ထို့ဘုရားရှင်တာရဲ့ဘုန်းကြီးပါစေ အဲ့ဒါကြောင့်ပဲဒီမှာရှင်ယောဟန်ကိုယ်တိုင်ကလည်းသူခေအတုခါတော့ကဒီလိုမျိုးတမန်တရားဟောတယ်လို့ကျွန်တော်ခေခါမှာပြန်မိမှကြည်လိုက်ပါဒီပုံစံနေနဲ့အများကြီးဒါကြောင့်လွဲမားနေတဲ့တမန်တရားတွေတုံသင်ချက်တွေကိုအမြဲနားထောင်သူများဖြစ်လို့ရှိရင်ဒီကိစ္စမှာစမ်းစစ်ကြည့်လိုက်ကိုနားထောင်နေတဲ့ဟာစစ်မှန်တဲ့တမန်တရားလားအတုအယောင်တမန်တရားလားအန်တီခရစ်တီလားတေချာလေးပြန်မိခါမှာ နော်ကျွန်တော်တို့ကဆန်းစစ်ဖို့ရည်ကြီးတယ်ဘာဖြစ်လို့လဲထာဝရကာလကိုတွားမယ်ကျွန်တော်အတွင်းလွဲ့ဝိညာဉ်လူအတွက်ဖြစ်တယ်ကျွန်တော်လွဲမားတဲ့တမန်တော်ဖရားရဲ့စစ်မှန်တဲ့တမန်တော်မဟုတ်ဘူးဆိုရင်ထာဝရငရဲကိုတွားမယ်ငရဲဆိုခဏလေးမဟုတ်ဘူးထာဝရတွားရမယ်ဒါကြောင့်တိတ်ပြီးမှရည်ကြီးပါတယ်အဲ့ဒါကြောင့်မယ်အပိုင်ငယ်9နဲ့6မှာထိုသူတို့ဒီလောကနဲ့ဆက်ဆိုင်တော့ကြောင်းလောကီအကြောင်းအရာကိုပြောတတ်ကြ၏ လောကီအကြောင်းအရာကိုပဲအမြဲတမ်းပြောတယ်။ကောင်းကြီးမိန်လာအကြောင်းပဲအမြဲတမ်းပြောပြီးဆိုရင်ကျွန်တော်တို့ထားဖို့တိတ်ပြီးမှအရေးကြီးတယ်။ဘာဖြစ်လို့လဲလောကီမှာနေတဲ့အခါမှာကောင်းကြီးမိန်လာခံစားဖို့ဘုရားလိုအလိုတော်ရှိပါတယ်။ပါဘူးဒါထက်ပူပြီးမှကောင်းတဲ့အရာကဘုရားရှင်ကဘာလိုချင်တယ်လဲ။အတွင်းလူကတနေပြီးတနေကြီးထွားပြီးမှဘုရားရဲ့ဘုန်းတော်ကိုထင်ရှားစေနိုင်တဲ့သူဖြစ်ဖို့ဘုရားရှင်ကအလိုတော်ရှိတာ။ဘသူရဲ့တက်တာလဲ။ ရှင်ပေါလုရဲ့အသက်တာရှင်ပေါလုရဲ့အသက်တာကိုစဉ်းစားကြည့်လိုက်ရှင်ပေါလုကဘာပြောလဲဖယားသခင်နဲ့ပူပြီးခမနီးကလေလေလောကမှာအပြစ်ကြီးဆုံးသောသူကိုပြောရင်ကျွန်တော်ပဲဖြစ်မယ်လို့သူဝန်ခံခဲ့တယ်မိတ်ဆွေနဲ့ကျွန်တော်ကကိုနေစနေတဲ့တမန်တော်ကိုကြားရတဲ့နဲ့ကျွန်တော်အသက်တာပြုပြင်တည်ဆောက်မှုရှိသလားလောကီစည်းစိမ်နဲ့ကောင်းကြီးမင်္ဂလာမှာပဲမူတော်သူဖြစ်သလားမဟုတ်ဘဲပေးသ ရှင်ကိုပဲကျွန်တော်ကတန်းတန်းဆွဲတော်သူဖြစ်တယ်လားသေချာလေးစဉ်းစားပါဖခင်ရဲ့မကဘတော်ကိုဟောပြောသူဒီကလည်းပဲဖခင်ရဲ့ကောင်းကြီးရဲ့အကြောင်းကိုပဲပြောမလားပေးတော်သူရဲ့အကြောင်းကိုပဲပြောမလားဖះအလိုတော်ရှိတဲ့အရာကသူသားသမီးတွေကသူနဲ့အစဉ်အမြဲတမ်းဆိုဘာလဲဆို intimacy ရှိဖို့ သူနဲ့အစီအမြဲနီးနီးကပ်ကပ်နေပြီးခါမှမိတ္တာရဖွဲ့ပြီးခါမှအသက်တာကြီးထွားလာလို့ရှိရင်လောကမှာသူ့ကိုပျောက်ဆုံးနေတဲ့ဖရာရဲ့တာသမီကိုပြန်ခေါ်ပြီးခါမှကောင်းချီးပေးခြင်းနဲ့အတွက်ကြောင့်ဖြစ်တယ်။ဒါကြောင့်မဲ့ကျွန်တော်ဟောပြောတဲ့အရာတွေကငါတို့ကြားတဲ့အရာတွေကလောကနဲ့ဆက်ဆိုင်တော့ကြောင့်လောကီအရာကိုပြောတတ်ကြ၏။လောကီတာတို့တွေလည်းထိုသူတွေစကားကိုနားထောင်တတ်ကြ၏။ ကိုကိုခရိယန်လို့ကျွန်တော်ပြောပေမဲ့ကိုကိုကိုယုံကြည်သူလို့ပြောပေမဲ့ကျွန်တော်ကြားချင်တဲ့အရာကလောကအရာတွေလားစင်ချင်ဖို့တိတ်ပြီးမှအရေးကြီးတယ်ဖျားရှိမှလင်လို့မရပါဘူးဒါကြောင့်တိတ်ပြီးမှအရေးကြီးတယ်အပိုင်ငယ်6မှာထပ်ပြောတယ်ငါတို့ဘူကတဲ့ဖျားသခင်နဲ့ဆက်ဆိုင်ကြ၏ဖျားသခင်ကိုတိတော်သူသည်ငါတို့စကားကိုနားထောင်ကြ၏ ထိုအရာကိုငါတို့သည်ထောက်၍တမာဟုတမာတရားဝိညာဉ်ကို၎င်းမိစ္ဆာဝိညာဉ်ကို၎င်းတည်ရကြ၏တမာကျမ်းစာမှာဖော်ပြပေးတဲ့ဝိညာဉ်ကိုယတော်သူဖြစ်သလားသို့မဟုတ်မိစ္ဆာဒိဋ္ဌိဝိညာဉ်ကိုယတော်သူဖြစ်သလားဆိုမိမိကိုယ်ကိုသိရှိဖို့သိပြီးခါမှအရေးကြီးပါတယ်အဲဒါကြောင့်ပဲကျွန်တော်အရန်ကြိုက်တဲ့အပိုင်ငယ်6ကိုကျွန်တော်ပြန်ဖတ်ပြစီငါတို့မူကားရှင်ယောဟာပြောတယ် ငါတို့တော့ဖရားရဲ့နောက်ကိုမှန်ကန်စွာလိုက်တဲ့လူတွေကတော့ငါတို့မူကားဖရားသခင်နဲ့ဆက်ဆိုင်ကြ၏ဖရားသခင်ကိုတည်တော်သူငါတို့စကားကိုနားထောင်တတ်၏ဖရားသခင်နဲ့မဆက်ဆိုင်တော်သူသည်ငါတို့စကားကိုနားမထောင်နိုင်ထိုအရာတို့ကိုငါတို့သည်ထောက်၍တမာဝိညာဉ်ကို၎င်းမိစ္ဆာဝိညာဉ်၎င်းတည်ရကြ၏ ီနေ့မှာဖရာသခင်ရဲ့ blessing အကြောင်းကိုပဲကျွန်တော်ကရင်မူသောသူများဖြစ်သလားသို့မဟုတ်ပေးသောအရှင်ကိုပဲရင်မူသောသူတွေဖြစ်သလားဆိုတော့ဣတိလလူမျိုးတွေရဲ့အကြောင်းအရာတွေကိုပြန်ကြည့်ပါမဟုတ်လဲကျွန်တော်ရဲ့ YouTube ထဲမှာပြန်ပြီးမှကြည့်ပေးပါ Pastor PK ဆိုတဲ့နေရာမှာကြည့်လိုက်ပေးသောအရှင်ကောင်းကြီးမင်္ဂလာပေးသောအရာတွေကိုဣတိလကခါနန်ပြည်မှာဝင်တဲ့အခါမှာအဲ့အရာကိုပဲရင်မူပြီးပေးသောအရှင်ကို နော်မိတဲ့အခါမှာသူတို့ဘယ်လိုမျိုးဖြစ်လာတယ်ဆိုတော့အကြောင်းအရာတွေကိုကျွန်တော်ဟောပြောထားတာရှိပါတယ်ဒီကိစ္စမှာကျွန်တော်တို့တွေကကောစစ်မှန်တဲ့တမာတရားကိုကျွန်တော်တို့ကနေ့စဉ်နေ့တိုင်းနားထောင်ပြီးရင့်ကျက်ကြီးထွားသောသူတွေဖြစ်သလားပြန်ပြီးခမဆင်ခြင်ဖို့ကျွန်တော်ဒီကနေ့ခွန်အားပေးခြင်းတာဖြစ်တယ်ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေကျွန်တော်ရဲ့အသက်တာအဲမှာတမာတရားကိုမှန်မှန်ကန်ကန်နဲ့နားထောင်တတ်သောသူတွေဖြစ်သလား မာယွနေတဲ့တမာတရားတွေကိုကျွန်တော်ကနားထောင်ပြီးအာမင်လွယ်လွယ်နဲ့ပေးတာတော်သူတွေဖြစ်သလားဆင်ချင်းမှာစစ်မှန်တဲ့တမာတရားဆိုတာကလူအသက်ကိုပြုပြင်ပေးတယ်စိတ်ဝိညာဉ်ကိုပြုပြင်ပေးပါတယ်တမာတရားမှာဘက်လိုက်တယ်ဆိုတာမရှိဘူး तू ကဆင်းရဲတယ်သူကချမ်းသာတယ်ဆိုတာတမာတရားမှာမရှိဘူး ဘာဖြစ်လို့လဲတမာတက်ကမှန်မှန်ကန်ကန်နဲ့လူသားအားလုံးအတွက်ဖြစ်တဲ့အတွက်ကြောင့်လူသားအားလုံးကိုပဲ့ပြင်ပေးတဲ့အတွက်ကြောင့်ဒီတမာတက်ဟာမှန်မှန်ကန်ကန်နဲ့ဟောပြောတဲ့အရာတွေကိုနားထောင်ပြီးခါမှဖရာသခင်ရဲ့အလိုတော်ရှိတဲ့ဖရာရဲ့တာသမီတွေဖြစ်ဖို့သိပြီးခါမှအရေးကြီးတယ်အဲ့ဒါကြောင့်ကျွန်တော်ခုနကောင်းစဉ်တတ်တဲ့အတိုင်း တမာတရားအမှန်နဲ့အမှားကိုခွဲခြားချက်တဲ့ဖရားရဲ့တာသမီတွေဖြစ်ကြရအောင်လို့ဒီနေ့မှာကျွန်တော်ခွန်အားပေးချင်ပါတယ်။ကြားလာတော့ရောက်စီတိုင်းပုံမှန်ဖျားရှင်ကောင်းကြီးပေးပါစေ။